တနည်းမှာအချိန်1900လောက်ငလင်းလုတ်တဲ့ဂျပန်နိုင်ငံမှာငလင်းတောင်မတုံလို့ပဲနဲ့သူတို့ဘာကြောင့်ခံနိုင်သွားကြရလဲ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ဒီငချက်ကိုလုတ်ကြပါတယ်။နံပါတ်1ချက်ကမူဂျူကလေးရာနေစားပြီးတော့သူတို့ငလင်းလေးကျင်အောင်တလားတစ်ခေါက်လုတ်ကြပါတယ်။ဘာကြီးလေးကျင်ငယ်လုတ်ကြလဲဆိုတော့ drop cover ဟူဆိုပြီးတော့မှအဆင့်3ခုရှိပါတယ်။ drop ကကျန်းပင်ပေါ်မှာဝင့်နေပါတယ်။ cover ကကြတော့မပြိုကျနိုင်မဲ့အရာဝတ္ထုတွေအောက်မှာတော့ခေါင်းနဲ့လက်ပင်းကိုအကောက်ွယ်ယူပြီးတော့နေပါတယ်။ ။နောက်ဆုံး4ကကြတော့တခုခုမိမိရကိုင်တာပါဆိုပြီးတော့အဆင့်3ခုရှိပါတယ်။နံပါတ်2ချက်ကငလင်းလုံးဝရက်ပြီးတော့ကျွန်တော်အပြင်ပြန်ထွက်တဲ့ချိန်မှာဆိုလို့ရှိရင် OH ရှိမှုဆိုရဲအချက်၄ချက်နဲ့ပြန်ထွက်ကြပါတယ်။အဲ့မှာ OH ကြတော့ OH နိုင်မတွန်းရ။ H ကြတော့ H ရှိတာနိုင်မပြေရ။ C ကကြတော့ရှာပဲတာနိုင်စကားမပြောရ။ MO ကကြတော့ MO တို့တာနိုင်နောက်ပြန်မလဲရဆိုပြီးတော့ဒီအချက်၄ချက်ကိုပေါ့နော်။မူဂျိုကလေးကနေစပြီးဘိုးဘွားတွေအထိကိုလေ့ကျင့်သားကြတာဖြစ်ပါတယ်။ဒီချက်တွေကိုလေ့ကျင့်သားမယ်ဆိုလို့ရှိရင်ကျွန်တော်ငလင်းကြောက်အသက်ဆုံးရှုံးရတာကိုပန်းနဲ့ကြောက်တရားတရားထိခိုက်မှုတွေကိုပါရှောင်းနေမှာဖြစ်ပါတယ်။အဆုံး ုံးလေးကြည့်ပြီးရတဲ့အားလုံးကျေးဇူးတင်ပါတယ်ငလင်ပေးရတဲ့နေရာနေပြီးတော့အားလုံးကြိုးဝေကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာ